ရိုက်တလုံးမှာကောင်းစားလာတယ်လို့ထင်နေတဲ့သူတွေကိုပိုင်ဆိုင်မှုတွေကိုထုတ်ကြွားလိုက်တဲ့လိုင်သားယာကိုကြီး လိုက်တရားကိုကြည့်ရတော့ brighter လုပ်ငန်းကိုထိတိယောက်ယောက်လုပ်နေတာကြောင့်လော်တလုံးမှာယုံကြည်မှုရှာကနမည်ကြီးလာခဲ့တာပါတကယ်ခက်ခဲချိုးတဲ့နေရာတွေသူတွေနေရာကိုသွားကလိုက်တရားကိုကြည့်ရလိုက်လူပေးတာကြောင့်အလူရှင်ကလည်းများလာခဲ့ပါရီအလူရှင်တွေများလာသလိုလိုက်တရားကိုကြည့်လက်ချဲမှာအလူငွေတွေကလည်းများလာပါရီဒါပြင်လိုက်တရားကိုကြည့်ရဲ့လက်ဘေးမှာရွှေဆွဲချိုးကြီးကြီးဝစ်စင်လာတာကိုပရိသတ်တွေသတိထားမိနေတာပါရွှေဆဲချိုးကြီးကတာမန်ထက်ပိုကြီးနေတာကြောင့်လူတို့ကတန်တရားဝင်နေတာပါလိုက်တရားပဲကြည့်ရတော့ brighter လောလော ုပ်ရှင်နဲ့ပွားနေပြီဆိုပြီးတော့ပြောဆိုနေကြတာပါ။ပရိုက်တာသမားတယောက်အနေနဲ့အခုလိုဆွဆွဲခံရတာကပုံမှန်အရာတစ်ခုလိုတောင်းမှဖြစ်လာပါပြီ။ လိုင်းတရာကိုကြည့်ရတော့ brighter အလို့ရဲ့အငွေတွေကြောင့်မလို့ချမ်းသာလာတယ်လို့ထင်နေကြတဲ့သူတွေကသူ့ရဲ့နောက်ကျောက်ကမတည်သေးလို့ဆိုပြီးတော့တုတ်ပြန်လာခဲ့ပါရီ။လိုင်းတရာကိုကြည့်ရ brighter လုံးလုံးမှသာရှေ့တွဲလေးနဲ့ဖြစ်လာတာမဟုတ်ပါဘူး။လိုခဲ့တဲ့ရှင်းနေလောက်ကလေးကသူ့ကိုသိတဲ့သူဆိုရင်တော့သူချမ်းသာတာကိုသိကြပါရီ။ချမ်းသာတာသိရလေလိုင်းတရာကိုကြည့်ရတမင်လောက်ထားတာဖြစ်ပါရီ။လိုင်းတရာကိုကြည့်ရရှေ့ဝေးရတာကိုရန်ကြိုက်ပါရီ။ဒါကြောင့်မလို့လေပတ်စံရှိပြီဆိုရင်ရွှေသာဝတ်တာပါ။အရင်တွေကအလုံးလုံးပြီးတော့ပတ်စံရှိတဲ့အဆင့်တစ်ခုမှရှိနေကြတာဖြစ်ပါရီ။ရွှေဆိုရင်လေတည်တည်မြဲမြဲလေးတွေဝေးရ ာမကြိုက်တဲ့အတွက်ဆက်ချက်သားလောက်ရှိတဲ့ဆွဲချိုးကိုတာဝတ်တာပါဆက်ချက်ချက်သားလောက်ရှိတဲ့ဆွဲချိုးကိုဝရတဲ့အကြောင်းရင်းကလည်းလူတွေအမြင်မှာထင်းကျင်တာကြောင့်ပါလူတွေအမြင်ကက်လေလိုက်တရားကိုကြည့်ရပိုကြိုက်လေဖြစ်ပါရည်ဒါကြောင့်မလို့လေဆက်ချက်ချက်သားဆွဲချိုးကြီးကိုဝက်ခါကြွားခဲ့တာဖြစ်ပါရည်တပ်ပြင်လိုက်တရားကိုကြည့်ရစကိန်းဆိုင်ကယ်တွေကိုစီးရတာကြိုက်ပါရည်ဆိုင်ကယ်ဘင်းကြီးတွေတစီပီတစီစီကလူတွေကြောင်းမှာထင်းပေါအောင်နေကျင်တာပါလိုက်တရားစိုးကြီးအဖြစ်ဖြတ်တန်းခဲ့ပြီးမှသာပရိုက်တာလုပ်ကိုစလုပ်ခဲ့တာပါအခုချိန်မှာလူအများကသူ့ကိုချမ်းသာနေရလို့ထင်နေကြ ြပါမယ်တကယ်တမ်းမှာတော့ပို့ပြီးတော့ခက်ခဲဖြစ်သွားခဲ့တာပါရွှေတွေဆိုရင်လည်းအရှင်ကားထက်ပို့ပြီးတော့ပါသွားခဲ့ပါတယ်ပရိုက်တာလုပ်တဲ့အချိန်မှာသူတွေကပတ်စံရတဲ့ထင်နေပေမယ့်တကယ်တမ်းမှာတော့လိုက်တရာကိုကြီးရပြန်ဆိုင်နေရတာပါအလို့ရှင်နေငွေမားလွဲတာဆိုရင်လေသူပဲဆိုက်ရတာပါ ။ဒါပြင်တရက်မှာဒုက္ခရောက်လို့ကိုညီလာတောင်းတာကအယောက်တရာလောက်ရှိပါရီ။အယောက်တရာအတွက်လိုက်တရာကိုကြီးဟာအလူရှင်းရှာပေးရပါရီ။ဒါပြင်ချိုးတွဲဆိုရင်တော့သူကိုယ်တိုင်စိုက်ပေးရပါရီ။အယောက်တရာလောအစဉ်ပြေအောင်တော့သူ့အနေနဲ့လုံမပေးနိုင်ပါဘူး။လူရွေးပြီးတော့လုတ်ပေးရတဲ့အပေါ်ချိုးခက်ခဲသူတွေကမချိနေကြပါဘူး။ဒါကြောင့်မလို့မကောင်းသူတွေလွင့်ကအခုလိုအပြစ်တင်ကြတာဖြစ်ပါရီ။ခက်ခဲတဲ့အချိန်မှာဖြစ်လာတဲ့စိတ်ထွက်ပေါက်ဆိုပြီးတော့လိုက်တရာကိုကြီးကတော့နားလေပေးထားပါရီ။လိုက်တရာကိုကြီးကတော့ပရိုက်တာလုတ်ကိုကုသိုလ်ရအောင်လုပ်တဲ့အတွက်အကုသိုလ်မဖြစ်အောင်ရှက်တွေပြီးဘာမှမတုံ့ပြန်ပါဘူး။ ။လိုက်တရာကိုကြီးကြောင့်ဆင်းပြေသွားတဲ့သူတွေလည်းအများကြီးရှိလာပါပြီ။နောက်လည်းပဲအရှင်ကလေးကပတ်စံရှိပြီးသားမလို့ပရိုက်တာငွေကိုမမှန်မောတဲ့လိုက်တရာကိုကြီးပေါ်မှာအမြင်လေးတွေနဲ့ချီချူပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့အမှုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့အောင်ရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီလိုက်လေကိုစိနှလုံးရွှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေ။ ေနော်ဒီနေ့ရောလောင်းတဲ့ဘဲနှုတ်ဆက်ခဲ့ကြပါရဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်